ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေထူထူပါတယ် Champion Pay တက်တဲ့အောင်းလည်းမင်္ဂလာပါ Norway Levisen အသင်းကကမ္ဘာဘုရုံးလောကမှာဘယ်လိုပြောမလဲခြေစပွဲအောင်တာတို့နိုင်ငံတကာပြိုင်ပွဲကြီးတွေပါတာဆိုလို့ကျွန်တော်တို့ငငယ်တုန်းကတော့ပဲရှိတယ်ကျွန်တော်ငယ်တုန်းကဆိုရင်ကျွန်တော်မှတ်မှတ်ရရယူရိုပြိုင်ပွဲမှာဆိုယူရို2000မှာ Norway ပြိုင်မှုတာတွေ့ဘူးတယ် အဲ့နောက်ပိုင်းမှာတခါမှ chase ပွဲမအောင်ဘူးကဘာဖလားပြိုင်ပွဲဆိုရင်1994မှာတခါ98မှာတခါအဲ့တော့98ဆိုရင်သူတို့ round system 16သင်းတီတက်ခဲ့ပြီးတော့ channel ပိုင်းမှာ Norway ဟာဥရောပရဲ့အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့နိုင်ငံတကာပြိုင်ပွဲအဆင့်ဘလုံးပြိုင်ပွဲတွေကိုတခါမှဝင်ရောက်ရှင်ပြိုင်ခဲ့ခြင်းမရှိဘဲနဲ့တောက်လျှောက်ရုန်းကန်ရတယ် Norway ဆို KSK ကဒါဒီဘယ်လိုပြောမလဲ quality player တွေအများကြီးရှိတာဒါပေမဲ့ ခြေစွက်အောင်မှုအမြဲတမ်းရုန်းကန်နေရတယ်ဒါပေမဲ့အခုဒီတစ်ချိန်မှာအဲလင်ဟာလန်တို့နောက်တစ်ဖက်ကအာလစနာဆာလိုတို့ဒါတစ်ဖက်ကဒီဒီပရီးမီးယားလိဂ်ကစားသမားတွေတဲကမာတင်ဦးဒီကအော့စကာဘောအာယာအပါဝေစန်တပတ်စ်နဲ့တကယ် quality ကစားသမားတွေပေါင်းဆက်ပြီးတဲ့အချိန်ဒီတစ်ချိန်မှာတော့နော်ဝေးကကမ္ဘာဘောလုံးလောကရဲ့စင်မြင့်ထက်ကိုပထမအဆုံးချိန်ပြန်ရောက်လာပြီဖြစ်ပြီးတော့ ကမ္ဘာဖလားချစ်စပွဲကြီးကိုအောက်ဖို့တည်ကြသွားပြီပေါ့လေဆိုတော့နော်ဝေးအသင်းကလူဘလောက်တောင့်လဲနော်ဝေးအသင်းမှာလူဘလောက်ရှိလဲဒါနော်ဝေးရဲ့တိုက်စစ်ကတကယ်ကောင်းတယ်နော်တကယ်လောရှေလို့အစင်သတ်မှတ်လို့ရတယ်၃ယောက်အသက်25နှစ်အရွယ်ရှိတယ်ယောဂန်စတန်လာဆန်ဆိုတာရှိတယ်ဒီကစားမကဝူဖာဟန်ဒါတိုက်စစ်မှုဖြစ်တယ်သူကနော်ဝေးအသင်းမှာပွဲတော်ထွက်ခွင့်မရဘူး23ပွဲကစားထားတယ်၃ဂိုးသွင်းထားတယ်အဲလင်ဟာလန်ကတော့49ပွဲမှာ53ဂိုးသွင်းထားတယ် ဒါနိုဝေးလေဝစ်တဲ့ရဲ့ record breaking ဖြစ်တယ်။သူကလည်းအသက်25နှစ်ရှိပြီးတော့အာလစနာဆာလုက29နှစ်ရှိတယ်။သူကတော့ Villarreal ကနေ Atletico Madrid ကိုပြောင်းရွှေ့လာတယ်။ဆိုတော့အာလစနာဆာလုရဲ့ Erling Haaland ရဲ့ပြီးတော့ Mars ဒီဘယ်လိုပြောမလဲ Jurgen Stern Larsen ရဲ့ဒါတွေတကယ် quality player 3ယောက်ကတိုက်စစ်အတွဲမှာရှိတယ်။ဒါဟိုတနေ့ကနောက်ဆုံးကစားခဲ့တဲ့ပွဲပေါ့လေ။ဒါသူတို့ Norway ကသူတို့ရဲ့အုပ်စုနောက်ဆုံးပွဲစဉ် အဲ့နောက်ဆုံးပွဲစဉ်မှာသူတို့အနေနဲ့ဒါအက်စတိုနီးယားကိုသူတို့4-1နဲ့နိုင်သွားတယ်ပထမပိုင်းမှာဂိုးမရှိသေးကြတယ်ဒုတိယပိုင်းမှာအလက်ဆန်ဒါဆာလော့စ်ကနှလုံးအယ်လင်ဟာလန်ကနှလုံးတွင်းပြီးတော့နော်ဝေးကအဲ့မှာ၄ခုတခုနဲ့နိုင်သွားတယ်အဲ့နိုင်နိုင်ပွဲကပဲနော်ဝေးကိုယူရို2020ပြိုင်ပွဲယူရို2000ပြိုင်ပွဲရဲ့1998ပြိုင်ပွဲနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲကြီးတွေရဲ့ပထမဆုံးဘာလို့ဆိုတော့သူတို့ကနောက်ဆုံးပွဲမှာအီတလီကိုဘလောက်ဂိုးပြေရှုံးရှုံးဂိုးဒီဖရန့်က AACC ဖြစ်သွားတယ်ဒီအတွက်ကနော်ဝေးအတွက်အကောင်းဆုံးဖြစ်သွားတယ်နောက်တစ်ခုကနော်ဝေးရဲ့လူစင်းကတော်တော်လေးတောင့်နေတော့အော်စကာပေါ်ရှိတယ်နောက်စန်တာဘက်ဆိုတာကအခုဖူလန်မှာကစားနေတဲ့ကစားမရှိတယ်ပြီးတော့မှာ အန်တိုနီယိုနူဆာဆိုတဲ့ကစားမရှိတယ်အလက်ဆန်ဒါဆာလိုရှိတယ်ဟာလန်ရှိတယ်ပြီးရင်နောက်ခုနပြောတဲ့အရန်ပါဒါယိုဂန်စတက်လာဆင်ဆိုတဲ့ဝူဗာဟန်တန်တိုက်စစ်မှုရှိတယ်တောက်ခတ်ဒီဘယ်လိုပြောမလဲသူတို့အသင်းရဲ့ဒါခန်စစ်ပိုင်းမှာဘရန်ဖိုကအာယာဆိုတဲ့ကစားမအပါဝင် သူတို့မှာ quality player တွေအများကြီးเนาะ Norway အသင်းကိုကြည့်လို့ရှိရင်အခုဒါကျွန်တော်တို့ Serie A က Girona ကစားမတွေ Benfica ကစားမတွေ RB Leipzig ကစားမဆိုရင်ဒီ Champions League ကိုတော်တော်လေးကောင်းလို့နောက်သူတို့ရဲ့ခံစစ်ပိုင်းမှာလည်းတော်တော်လေး quality player ဥပမာ Wolverhampton ကဒါဟို Wolfie ဆိုတဲ့ chatting လေးရှိသေးတယ်ကစားမရှိသေးတယ်အဲ့ chatting ဆိုရင်23နှစ်ရှိပြီဒါအခု Premier League အခြေစိုက်ကစားမတွေရှိတယ်ဂိုးသမားက Sevilla ဂိုးသမားဖြစ်တယ်ဆိုတော့ နော်ဝေးကဒီပြိုင်ပွဲမှာတော်တော်ကိုချိန်နေဆရာကျွန်တော်တို့အယ်လင်ဟာလန်လို world class ရှိတဲ့ကမ္ဘာအကောင်းဆုံးတိုက်စစ်မှုတယောက်အတွက်နိုင်ငံလေဝေးစင်အသင်းကြီးကိုဒီပြိုင်ပွဲမှာဒီ chess ပွဲမှာနော်ဝေးကအီတလီကတော်တော်ကန်ဆိုးတာဘာလို့ဆိုအီတလီကပြီးခဲ့တဲ့ chess ပွဲတွေမှာအီတလီကအမားတွေလုပ်တယ်ဒီဒီချိန်မှာသူတို့နော်ဝေးတသိန်းနဲ့ကိုပဲသူတို့ရှုံးနေဒါပေမဲ့အဲ့နော်ဝေးကပွဲတိုင်းနိုင်သွားတယ်နိုင်ငံမှာဂိုးပြက်တွေကြီးနိုင်သွားတဲ့အတွက်ကြောင့် ဝူဒင်ဖရန်ယာရောနော်ဝေးတွက်ဒါဟာလန်ကတော့တူးတဲ့ single handle လုပ်ပြီးတော့နော်ဝေးကိုကမ္ဘာဖလားပြိုင်ပွဲကြီးကိုပို့လိုက်ပြီဆိုတော့စကင်ဒီနေးဗီးယားကနော်ဝေးနိုင်ငံသားတွေအတွက်ဂုံယူစရာကမ္ဘာဖလားပါလို့ဆိုတော့ဆွီဒင်ကမသေးကြဘူးဒက်မတ်ကတော့ပုံမှန်အဖြစ်အမြဲတမ်းရလက်ကောင်းတယ်အိုင်စလန်အခြေအနေမကောင်းဘူးဒီပဝင်းချင်မှာခြေစွပ်အောင်တဲ့အသင်းရှားတယ်ဆွီဇင်တို့သူတို့2018ကမ္ဘာဖလားခြေစွပ်ပွဲမှာအောက်ပြီး quarter final ရောက်ပြီးကသူတို့တောင်းလျှောက်ရုန်းကန်နေရတဲ့အချိန်မှာအခု နော်ဝေးကတော့ဟာလန်တို့အုပ်စုနဲ့အတူကမ္ဘာဖလားပြိုင်ပွဲကြီးကိုပါဝင်ရှင်ပြိုင်ပွဲအသင်းဖြစ်သွားပါပြီအားလုံးကျေးဇူးတင်ပါတယ်